လူရည်စားလက်နဲ့မကွာတဲ့နိုင်ငံငါးနိုင်ငံနံပါတ်1အနေနဲ့ကတော့အင်ဒိုနီးရှားနိုင်ငံပဲဖြစ်ပါတယ်အင်ဒိုနီးရှားနိုင်ငံကတော့ကမ္ဘာပေါ်မှာအလူတန်းအရရောဆုံးနိုင်ငံဖြစ်နေမယ်ကြီးပါတယ်အင်ဒိုနီးရှားလူဦးရေရဲ့90ရာခိုင်နှုန်းလောက်ကအလူတန်းလောက်ကြတယ်လို့သိရပါတယ်ကိုယ်နိုင်ငံသားအချင်းချင်းလည်းလှူကြတယ်လို့သူများနိုင်ငံဒုက္ခရောက်နေရင်လည်းလှူတတ်ကြပါတယ်ကမ္ဘာပေါ်မှာပရာဟိတအဖွဲ့အစည်းတွေကိုအထောက်ပံ့ဆောင်နိုင်ငံကလည်းအင်ဒိုနီးရှားနိုင်ငံပဲဖြစ်ပါတယ် နိုင်ငံသားများစုကအစ္စလမ်ဘာသာဝင်တွေဖြစ်ကြပြီးတော့ရမဒန်ဥပုပ်ကာလတွေမှာအလူတန်းအများဆုံးလုပ်တတ်ကြပါတယ်။အင်ဒိုရဲ့အလူတန်းဘလောက်ရရောသလဲဆိုတာကတော့မိုဘိုင်းလက်ချက်တွေမှာအများဆုံးမြင်တွေ့ရမှာဖြစ်ပါတယ်။နံပါတ်1နေနေကတော့ကညာနိုင်ငံပါ။ကညာနိုင်ငံကတော့ဒီစီးရင်းထဲမှာနံပါတ်1ကိုရောက်နေပြီပဲ။သူများနိုင်ငံကိုကူညီတဲ့နေရာမှာတော့နံပါတ်1ပဲလို့ပြောလို့ရပါတယ်။သူကတော့ကိုယ့်နိုင်ငံကိုလှူတာတည်းသူများနိုင်ငံတွေကိုလှူတာပိုများပါတယ်။ ။စီးရင်နေရဆိုရင်ကညာနိုင်ငံသား82ရာခိုင်နှုန်းကသစိမ်းတွေကိုအကြောင်းမဲ့ကူညီပေးနေတယ်လို့ဆိုပါတယ်။ဒါအပြင်နိုင်ငံတော်ရဲ့နှစ်စဉ်ဗန်နာငွေတွေကနေ182ဘီလီယံကိုလည်းအထွေထွေကိစ္စတွေအတွက်လှူဒန်းထားပါတယ်။ AIDS ရောဂါတိုက်ဖြတ်ရေးအတွက်လည်းနှစ်စဉ်ဒေါ်လာ100တန်းထောက်ပံ့ပေးထားပြီးတော့ဆေးဘက်ဆိုင်ရာကုသရေးအတွက်လည်းနှစ်စဉ်ဒေါ်လာ300လှူဒန်းနေပါတယ်။အကညာတွေကတော့အသေးအနောင်တိုင်းငံလုံးနဲ့ပြည်ရောက်မဲ့သူတွေဖြစ်ပါတယ်။နံပါတ်3နေနေကတော့မြန်မာတွေပါ။အလူရေးစက်လက်နဲ့မကော်တဲ့နိုင်ငံလို့ပြောလိုက်ရင်မြန်မာနိုင်ငံကိုလည်းမေ့ထားလို့မရပါဘူး။ မြမာလေးဆိုတာတရာပေါ့ရဲ့အိမ်မှာစောက်ပေးရဆိုပြီးနာမည်ကြီးပါတယ်။မရှိလို့မလူမလူလို့မရှိဆိုပြီးတော့ကိုရှိရနဲ့ကိုထလူရတယ်လူမျိုးတွေပါ။တကဘာလုံးဆိုင်ရာလှူဒန်းမှုစီးရင်မှာအဆင့်၃ရောက်နေတာကိုကြည့်ရင်မြမာလေးဘလောက်ရရောသလဲဆိုတာကိုတွေ့မြင်နိုင်ပါတယ်။လှူဒန်းမှုရဲ့အများဆုံးစီးရင်မှာလည်းမြမာနိုင်ငံကအမြဲတမ်းတော်တန်းဝင်လေးရှိပါတယ်။ဒါတော့ပတ်စံချမ်းသာတဲ့နိုင်ငံမဟုတ်လို့ပါ။ချမ်းသာတဲ့နိုင်ငံသားဆိုရင်တော့အဆင့်၁ကနေတော့မစင်းရဘူးများပါတယ်။အဲဒါလေးကတော့ကျွန်တော်ဖမ်းမှန်ဂုံယူစရာလေးတစ်ခုပဲဖြစ်ပါတယ်။ နံပါတ်၄နေနဲ့ကတော့နယူးဇီလန်နိုင်ငံပါနယူးဇီလန်နိုင်ငံကတော့နိုင်ငံကလည်းချမ်းသာတယ်လို့စိတ်တက်ကလည်းချမ်းသာကြတယ်လို့ပြောလို့ရပါတယ်နိုင်ငံသားတွေကသူတို့ရဲ့ဝင်ငွေ၃ပုံ၃ပုံကိုအလူတိုင်းလွတ်တဲ့နေရာမှာအသုံးပြုကြပါတယ်အဲနောက်ပြီးအားလတ်ချိန်တွေကိုတော့ပရိဒါလှုပ်ရင်ကုံဆုံးလေးရှိတယ်လို့သိရပါတယ်တနင်္ဂနွေပေါင်းမှာလူကြီးတန်း90တားရှိရဆိုပေမဲ့အဲ့ဒီထဲက80ရာခိုင်နှုန်းလောက်ကလူချမ်းသာတွေဖြစ်ကြပါတယ်။နောက်ပြီးနယူးဇီလန်ဆိုတာကမ္ဘာအင်အားကြီးနိုင်ငံကြီးအလုံးရဲ့အဝေးဆုံးတနေရာမှာရှိနေတာ ါတော့မှတကဘာလုံးဆိုင်ရာလှူဒန်းမှုစီးရင်မှာဆိုရင်အဆင့်၄နေရာထိကိုတက်ချိတ်ထားပါတယ်။ကဘာဘောကပရိဒအဖွဲ့တွေကိုလှူဒန်းမှုအများဆုံးနိုင်ငံကလည်းနယူးဇီလန်နိုင်ငံပဲဖြစ်ပါတယ်။နိုင်ငံတကာမှာလည်းနယူးဇီလန်နိုင်ငံနဲ့ဆက်ဆက်တဲ့ပရိဒအဖွဲ့စည်းတွေများစွာရှိနေပါတယ်။ပြီးခဲ့တဲ့ငလင်ဘေးတို့ကလည်း Red Cross လို့ခေါ်တဲ့နယူးဇီလန်အဖွဲ့တစ်ခုကမြန်မာငလင်ဘေးအတွက်ဝင်ရောက်လှူဒန်းခဲ့သည်ပါတယ်။နံပါတ်၅အနေနဲ့ကတော့ Australia နိုင်ငံပါ။ Aussie ကလည်းအရှင်ကအလှအလှမလုပ်ဘူးဆိုပေမဲ့နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့အဆင့်တက်လာခဲ့ပါတယ်။ နိုင်ငံသားတွေရဲ့ဌာနကြောင့်တကဘာလုံးဆိုင်ရာလူဒန်းမှုစီးရင်မှာ၅နှစ်ကိုတစ်ချိန်အဆင့်တက်နေတာပါ။အော်စီနိုင်ငံသားတွေကတော့ကလေးတငငနဲ့တရိတ်ဆန်စောင့်ရှောက်ရေးတွေမှာအများဆုံးလူဒန်းထားတယ်လို့သိရပါတယ်။ဒီစီးရင်ကတော့ဘလောက်လူတယ်လဲဆိုတာတက်ဘယ်နှယောက်လူတယ်လဲဆိုတာကိုဦးစားပေးပြီးတော့တွက်ချက်ထားတဲ့စီးရင်ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာလူဒန်းမှုအ ਨੇ ဆုံးနိုင်ငံကတော့နီဟွန်းတို့ရဲ့ဂျပန်နိုင်ငံပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်။